လုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျော်ဒီပတ်စနေနေ့ညပိုင်းပေါ့နော်ဘာစီလိုနာကညနေပွဲကစားဖို့ရှိတယ်။ဥဇာဆူနာနဲ့သူတို့ရဲ့ကွေးမှာဆင်ပြန်ကစားမယ်။အိုလံပစ်ကွေးနဲ့မှာဒါကဘာစီလိုနာရဲ့လာလီဂါပွဲစဉ်29နှစ်နေနဲ့ကစားတဲ့ပွဲပေါ့နော်။ဒီပွဲစဉ်ကကျွန်တော်တို့ကန်ကနီမိနစ်ပိုင်းလေးအလုံးမှာမှပွဲပြတ်တဲ့ဆိုတဲ့အကြောင်းဘာစီလိုနာဘက်ကတရားဝင်ကြေညာခဲ့တယ်။ဒါပွဲစဖို့ကျွန်တော်တို့7မိနစ်15မိနစ်လောက်အလုံးမှာကြေညာလာပေါ့နော်။ဒါကစားသမားတွေစစုံလင်းကွေးထဲကိုရောက်နေပြီ။ပလေးသတ်တွေအားလုံးလည်းကွေးထဲကိုရောက်နေတဲ့အနေထားရောက်မှပဲပွဲကပြတ်သွားတယ်။ ဒါကဘာကြောင့်လဲဆိုတော့ဘာစီလိုနာသင်းရဲ့လက်ထောက်ဆရာဝန်တဦးဖြစ်တဲ့ကျွန်တော်ကာလတ်မီညာနိုဂါစီယာဆိုတဲ့ကျွန်တော်တို့ရဲ့အသင်းရဲ့လက်ထောက်ဆရာဝန်တဦးကရုတ်တရက်ပဲဒီပွဲစကနေ့လေးမှာကွယ်လွန်သွားတယ်။ဒါကဝန်နေဆရာသတင်းပေါ့နော်။ဒီသတင်းကိုကြားသိရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဥက္ကဋ္ဌကြီးလာပေါ်တာအပါဝင်ကစားသမားအားလုံးကဘလို့လဲ။အားလုံးဆော့ဖြစ်ကုန်ကြတယ်။လောကမယုံနိုင်တဲ့အနေထား။ဘာကြောင့်လဲဆိုတော့ဒီဆရာဝန်ကကျွန်တော်မနက်ကအသင်းရဲ့ထရိုင်နီမှာလည်းသူစီးနေတဲ့အတူ။ ပြီးတော့မှအသင်းရဲ့မနက်စာစားတဲ့အချိန်တွေရောနေ့လယ်စာစားတဲ့အချိန်တွေရောတောက်ဆောက်အသင်းနဲ့ကစားသမားတွေနဲ့အတူဆင်းနေတဲ့ဆရာဝန်ဒီလိုဆရာဝန်ကပြုံးတိုင်းပေါ့နော်ဒီပွဲစကဏီနိုင်ပိုင်းလေးမှာဖြစ်သွားတဲ့သူ့ရဲ့ဒီကျွန်တော်တို့ဝန်နေစရာစိတ်မကောင်းစရာတည်င်းကပဲဒီကစားသမားလေးပေါ်မှာအလုံးစော့ဖြစ်ပြီးတော့မှနိဗျဒီဥက္ကဋ္ဌကြီးလာပေါ်တာကိုတိုင်ကလည်းစော့ရခဲ့ပြီးတော့မှပွဲကိုဆက်မကစားတော့မနဲ့ဆွေဆိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့တယ်ဒီဆုံးဖြတ်ချက်ကလည်းအုတ်ထိုက်တူတည်းလည်းမဟုတ်ဘူးကျွန်တော်တို့ကစားသမားတွေအားလုံးကလည်းဝိုင်းဝန်းပြီးတော့မှတောင်းဆိုတယ်သူတို့အနေနဲ့လည်းပွဲကိုဆက်မကစားချင်တော့ ဒါကဘာကြောင့်လဲဆိုတော့ဒီဆရာဝန်ကကစားသမားတွေအားလုံးနဲ့ကိုလက်ရုံညှိထွေးမှုစီးတဲ့ဆရာဝန်ဒီနေ့စီးတဲ့ဆရာဝန်ပေါ့နော်အားလုံး chicken လေးစားကြတဲ့ဆရာဝန်တူလည်းဖြစ်တယ်ကျွန်တော်တို့ကမမတ်ရဆိုကစားသမားတွေတော်တော်များနဲ့ကျွန်တော်တွေ့ရတယ်ဗာနဲ့တန်ရန်ရတယ်လဲသူနဲ့တွေ့ရတယ်ဂါဘီဟိုတော်တော်လေးကဘယ်လိုလဲခေါင်းတိုက်ခေါင်းချင်းတိုက်ပြီးတော့မတစ်ပတ်ကစားသမားနဲ့အဲ့လိုနေထားမှလည်းဂါဘီကိုဆက်မကစားဖို့အတွက်တန်တန်လိုက်တာတဲ့ဆရာဝန်ပေါ့နော်ကျွန်တော်တစ်ချိန်လုံးတိုက်ရိုက်တွေ့နေရတဲ့ဆရာဝန်တူလည်းဖြစ်တယ်ဒါကဝမ်းနေစရာပဲစိတ်မကောင်းစရာသတင်းတရားဖြစ်ခဲ့တယ်ဒါကိုကျွန်တော်တို့ဒီပြိုင်ဘက်အသင်းတွေဖြစ်ကြတဲ့ဦးစားဆူနာရီယမရစ်ပြီးတော့မဘလန်စီယာ စလတ်တက်ကပ်ပြီးပါအောင်ဒီလိုအစားစီးတဲ့အသင်းတွေကလည်းဝမ်းနဲ့ချေကွဲခြင်းအထိမ်းမှတ်နေတဲ့တင်ပေးကြတယ်ပြီးတော့မှကျွန်တော်တို့ရဲ့ GM ရဲ့ super star player ဖြစ်တဲ့ကျွန်တော်ကလီယန်အမ်ဘာပေကိုတိုင်ကလည်းဒီကိစ္စကိုဝမ်းနဲ့ကြောင်းသူ့ရဲ့ Instagram မှာတင်လာတာကျွန်တော်တွေ့ခဲ့ရတယ်ဒါကစိတ်မကောင်းစရာပဲအခုတော့ Barcelona ကသူ့ရဲ့ La Liga ပွဲစဉ်29ဦးစားဆူနာနဲ့ပွဲစဉ်အိမ်ကွင်းပွဲစဉ်ကိုတော့ဆွစ်ဆိုင်လိုက်ပြီးဒါကို Benfica မှာကံလဲတော့အခုချိန်တော့ကျွန်တော်တရားဝင်မသိရသေးဘူးပေါ့နော်ဒါကဝန်နေစရာတဲ့တင်တပုတ်ဖြစ်ခဲ့တယ်ပါဆီလိုနာအတွက်တော့ဒါပေမဲ့လည်းကျွန်တော်တို့တစ်ဖက်ကဘယ်လိုလဲအကောင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ပေါ့နော်ဒီကစားသမားတွေလက်ရှိမှာ ဝမ်နဲ့ချစ်ကွဲတာကတကြောင်ပေါ့နော်ဒါပေမဲ့အကောင်းဘက်ကကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ဘာစလိုနာကလာမယ့်ဂျာရက်မှာကျွန်တော်တို့ချန်ပီယံလိပွဲစီတယ်အင်္ဂဝင်ပွဲစဉ်အနေနဲ့ကျွန်တော်တို့ဒီဘင်ဖီကာနဲ့ပြန်ကစားရမယ်ဒီပွဲစဉ်တော့ဘာစလိုနာကပြောရမယ်ဆိုရင်တော့ဒီနေ့ပွဲမှာတော့သူကကစားသမားတော်တော်များအနာပေးရတယ်လူဘနော့စကီတို့ပြီးတော့မှအရင်ပွဲတွေမှာပွဲပန်းခဲ့တဲ့ဘယ်ဒေးတို့ဒီကျွန်တော်အဓိကကစားသမားပက်ဒရီတို့ဒီလိုကစားသမားတွေကိုဒီနေ့ပွဲမှာအနာပေးပြီးတော့မှဆင်ပြိုင်မဲ့နေထားမှာကြုံခဲ့ရပေမဲ့လေဒီကိစ္စကြောင့်ပွဲဆွေးဆိုင်လာရတဲ့အတွက်သူကလာမယ့်ဂျာရက် ချန်ပီယံလိပွဲမှာဆိုရင်တော့သူရဲ့ကစားသမားတွေစစုံလင်းလင်းဘယ်လိုလဲဒဏ်ရာအနာတရားကင်းစင်ပြီးတော့မှပွဲကိုလန်းလန်းဆန်းကတ်နိုင်မဲ့နေထားမျိုးနဲ့ဒါအကောင်မဲကားပေါ့နော်ပြန်ကြည့်မယ်ဆိုတော့အဲ့လိုမျိုးရင်ဆိုင်ရပြီဘလိုပဲဖြစ်အစိုးရအကောင့်တရတော့ချန်ပီယံလိပွဲတော့တော့ကိုယ့်ရဲ့ကစားသမားတွေကလူစုံတက်စုံနေနေပေါ့နော်ဒါအကောင်ဆုံးစင်ပြိုင်နိုင်မဲ့နေထားတရက်ကိုပိုင်ဆိုင်လာတယ်လို့တော့မြင်မိတယ်ဒီသတင်းကဒါအားလုံးသောဘာစီလိုနာဖန်တွေနဲ့ဘောလုံးကစားသမားတွေအားလုံးတွေ့တော့ဝမ်းနေစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့မှာတော့မှန်ပဲ ါကတော့လာလီဂါပွဲစဉ်29နေနဲ့ဘာစီလိုနာနဲ့အိုဇာဆူနာတို့ရဲ့ပွဲစဉ်ပြတ်သွားတဲ့1-0အကြောင်းရင်းတစ်ခုဖြစ်ပါတယ်အားလုံးပဲထူးဝဲကျေးဇူးတင်စီပါတယ်